Adapt Squad Podcast ကကတိပါအလုံးမှာ ကိုမန်နေဂျာကြောင့်မလို့တိုင်ပတ်နေပြီလားအလုံးမဲ့မင်္ဂလာပါဒီဘက်မှာ Ego Centric Leader တပို့ရဲတမမန်နေဂျာတွေရဲ့အကျင့်စရိုက်တွေနဲ့သူတို့ကိုဘလိုရင်ဆိုင်ကြမလဲဆိုတဲ့အချက်တွေကိုကျွန်တော်တို့ဆွေးနွေးသွားပါမယ်ဒီလိုမန်နေဂျာတွေမှာအဓိက တွေ့ရတဲ့အကျင့်စရိုက်လက္ခဏာ၅ခုရှိပါတယ်။ပထမအဆုံးတစ်ခုကတော့ သူတစ်ပါးပုံမှာဒီလိုလူတွေကလုံးဝစာနာမှုရှိကြပါဘူး။ကို employee တွေလိုအပ်ချက်တွေစိတ်ခံစားမှုတွေဓမ္မမဟုတ်ရင်စိုးရိမ်ပူပန်မှုဒါတွေလုံးဝကင်းဆိုင်တတ်ပဲနဲ့အဲ့လိုလူမျိုးတွေကသူတို့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေမှန်းချက်တွေစာနာတွေပြီးမြောက်ဖို့ပဲဦးစားပေးလိရှိပါတယ်။ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ဘက်ကလိုချင်တာတွေလိုအပ်တာတွေဒီမန်နေဂျာဘက်ကစဉ်းစားပေးလာအောင်ဘယ်လိုလုပ်မလဲအဖွဲ့ဝင်တွေရဲ့လိုအပ်ချက်ကို ပြောပြရင်းနဲ့ သူတို့ရဲ့အတ္တကိုပညာသားပါပါထိန်းချုပ်ရမယ်။ဥပမာဆရာပြောတဲ့ရလဒ်တွေကိုကျွန်တော်တို့အဖွဲ့လုပ်နိုင်ရင်တော့တော်တော်လေးတော့အားတက်စရာပါပဲ။ဆရာလည်းကျွန်တော်တို့လုပ်နေတဲ့အခြေအနေလေးတွေကိုချက်ပွိုက်လေးလုပ်ပြီးတော့ review ကြည့်သွားမယ်ဆိုရင်တော့ကျွန်တော်တို့အချိန်တိုအတွင်းအောင်မြင်စွာပြီးသွားမှာပါဆရာပေါ့နော်။အဲ့လိုပြောခြင်းအပြင်ခေါင်းဆောင်ဘက်ကကြည့်လိုက်ရင်သူ့ရဲ့ရည်မှန်းချက်အောင်မြင်သွားသလိုဝန်ထမ်းဘက်ကကြည့်ရင်လည်း contribution ရှိသွားတာပေါ့နော်။ အဲ့တော့ဒုတိယအချင်းစရိုက်ရအောင်ဘာဖြစ်နိုင်လဲမကြီးဒုတိယအချင်းစရိုက်အနေနဲ့ဒီလူတွေကတစ်ဖက်ပိတ်အမြင်ရှိကြတယ်သူတို့ရဲ့နီးလန်းနေရပဲမှန်ကန်နေလို့ယူထားပြီးအယူယူဆထားပြီးတော့တခြားလူတွေရဲ့အကြံဉာဏ်တခြားလူတွေရဲ့ feedback တွေကိုလိလူရှုတတ်ကြတယ်စာအုပ်ကြီးလိုပဲနေတယ်ပေါ့နော်အတွေးအသည့်အမြင်သစ်တွေကိုလက်မခံဘူးပြောင်းလဲလုပ်ဖို့ငြင်းဆန်နေတယ် တို့ရဲ့ idea တွေကိုပဲတင်းတင်းကျပ်ကျပ်စွဲကင်ထားတာမျိုးဖြစ်တယ်။ဒီလို manager တွေကိုကို့ idea တွေကို့ feedback တွေဘလိုလိုချင်ချင်နားထောင်လာအောင်ဘလိုလုပ်ကြမှာလဲ။ idea တွေကိုသူတို့အကြိုက်နဲ့ချိန်ညှိရင်နဲ့အဖွဲ့သားတွေပါဝင်နိုင်အောင်လှုပ်ဆောင်ရမယ်။ဥပမာအဆရာတွေ့ရတော့ကောင်းပါတယ်ဗျ။နော်။ဟိုဒီထက်လေးအသေးစိတ်ထက်ရှင်းပြမယ်ဆိုရင်ဆရာအတွေ့ကိုကျွန်တော်တို့အဖွဲ့အောင်မြောင်လုပ်နိုင်ပါမှာပေါ့နော်။ ဲ့လိုပြောခြင်းအပြင်ခေါင်းဆောင်ရဲ့အတွေးနဲ့ချိန်ညှိပေးတာဖြစ်တယ်လို့ဝန်ထမ်းတွေလုပ်ပေးရမယ့်အပိုင်းကိုလည်းရှင်းလင်းမြင်သာအောင်ကူညီပေးနိုင်တယ်နော်ဆိုတော့တတိယအကျင့်စရိုက်ဆိုရင်ရောဘာဖြစ်မလဲမကယ်ဒီတတိယအကျင့်စရိုက်ကတော့ဒီမန်နေဂျာတွေကဝေဖန်တာကိုလုံးဝလက်ခံနေမရှိဘူးသူတစ်ပါးကသူ့ဘောမှာအပြူသဘောဆောင်တဲ့ဝေဖန်ထောက်ပြမှုတွေလုပ်တာမျိုးတွေလက်မခံဘူး employee ကသူ့အမြင်ပြောပြရင်လည်းသူ့ကိုတိုက်ခိုက်တယ်ဝေဖန်တယ်လို့ပဲခြင်ပြီးတော့ ဒီဝန်ထမ်းကောပညာလာစမ်းတာလားဒီကောင်ကရေချင်မြုံတာလားစသဖြင့်သူတို့ရဲ့ capability ပေါ်မှာတိုက်ခိုက်တယ်လို့ပဲ negative မြင်လိုက်ပြီးတဲ့အခါမှာသူတို့ရဲ့မာနနဲ့ဒီຢာတူးကိုခုခံကာကွယ်တာမျိုးဒေါသနဲ့တုံ့ပြန်တာမျိုးတွေလုပ်တတ်ပါတယ်။ဒါမျိုးဒေါသတွေနဲ့တုံ့ပြန်လာရင်ဝန်ထမ်းအနေနဲ့စိတ်ကိုဘယ်လိုထားမလဲ။ဝန်ထမ်းအနေနဲ့ confidence ရှိရှိနဲ့ professional ဆန်ဆန်နေတဲ့နေပါဘော။ ဝေဖန်မှုထက် support လုပ်တဲ့ပုံစံမျိုးကိုအပြုတ်သဘောအကြံပြုတင်တယ်။ဥပမာဆရာရဲ့ဦးတည်ချက်ကတော့တော်တော်ကောင်းပါတယ်ပေါ့နော်။ဟိုကျွန်တော်စဉ်းစားမိတာကတော့ဒီအပိုင်းလေးကိုထပ်ထည့်လိုက်ရင်တော့ပြီးပြည့်စုံသွားမယ်ထင်တယ်ပေါ့နော်။ဆရာရောဘယ်လိုယူဆပါသလဲပေါ့နော်။အဲ့လိုပြောလိုက်ခြင်းကခေါင်းဆောင်ရဲ့ပလန်အသာအဓိကအနေနဲ့ထင်မြင်နိုင်စေသလို ကိုယ့်ရဲ့အကြံပြုချက်ကိုလည်းအပြုတ်သဘောအနေနဲ့ယူဆနိုင်တာပေါ့နော်။ဒါဆိုနံပါတ်လေးအချင်းစရိုက်ဆိုရင်ရော နံပါတ်၄ကျင်းစရိုက်ကတော့ဒီမန်နေဂျာတွေဟာတခုခုဆုံးဖြတ်တဲ့နေရာမှာ data တွေပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ထားတဲ့သူထင်တာကိုဆုံးဖြတ်ချက်ချလေးရှိတယ်။အရေးကြီးတဲ့ data တွေဖြစ်နေတဲ့ပြင်ဘက်ကနေသတင်းချက်လက်တွေကိုစုံစမ်းပြီးတော့ဆုံးဖြတ်တာမျိုးမဟုတ်ပဲနဲ့နောက်တစ်ချက်ကအဖွဲ့ရဲ့အကြံပြုချက်တွေကိုလည်းသူတို့လက်မခံဘူး။ဖုံးကွယ်ထားလေးရှိတယ်။ data တွေကိုလည်းဖုံးကွယ်ထားတယ်။ဒါမှသူတယောက်တည်းဆုံးဖြတ်ချက်ချရတာပုံလွယ်မယ်။ အဲ့တော့သူတို့ရဲ့အကျိုးစီးပွားကိုဒါအဓိကမျှော်မှန်းပြီးတော့သုံးဖြတ်ချက်ချတာမျိုးတွေလုပ်တတ်တယ်ပေါ့နော်။ဒါဆိုရင်ဒီမန်နေဂျာကို data တွေပေါ်မှာအရေးကြီးတဲ့ချက်တွေကိုပါအထည့်ပြီးတော့စဉ်းစားပြီးတော့သုံးဖြတ်ချက်ချဖို့ဘယ်လိုဖြောင်းဖြားမလဲ။အရေးကြီးတဲ့သုံးဖြတ်ချက်တွေကို data တို့မဟုတ်ဥပမာတစ်ခုခုပေါ်အခြေခံပြီးတော့သုံးဖြတ်တဲ့နမူနာတွေကိုရှာဖွေပြီးတော့အလင်းတင်သူလို့သူ့ကိုထောက်ပြတင်တယ်နော်။ဥပမာဆရာ တခြားကုမ္ပဏီနဲ့ပတ်သက်ပြီးရထားတဲ့အချက်အလက်တွေရှိပါတယ်။ဆရာဆုံးဖြတ်ချက်ချတဲ့နေရာမှာသုံးရင်တော့ကျွန်တော်တို့ပြင်ပေးပါမယ်။နော်ဒီလိုလေးမတိမတာသူ့ကိုထောက်ပြတင်တယ်။ Okay ဒါဆိုနောက်ဆုံးအကျဉ်းစရိုက်ရောဘာဖြစ်မလဲမကြီး။နောက်ဆုံးကျင့်စရိုက်ကတော့ဒီလူတွေကလုံးဝကိုယ့်ရဲ့ဝန်ထမ်းနေချီးကျူးဖို့ကိုယ့်ရဲ့ဝန်ထမ်းနေတိုးတက်အောင်လုပ်ဆောင်ပေးဖို့အတွက်ရန်ဝင်လေးတဲ့လူစားမျိုးတွေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကကိုယ့်ဒီမှန်ပါတွေကသူထက်တော်သွားတာကိုရမ်းကြောက်တယ်ပေါ့နော်။ ။အဲကြောင့်မို့လို့ကိုယ့်ရဲ့ team member ရဲ့ professional development ကိုလည်းလုံးဝအတိအမှတ်မပြုသလိုအားလည်းမပေးဘူး။အဲ့တော့ဝန်ထမ်းတွေအနေနဲ့ကိုယ့်ရဲ့ career ကတိုးတက်မှုမရှိဘူးဆိုတဲ့ခံစားချက်တွေနဲ့မျှော်လင့်ချက်တွေပါပျောက်ဆုံးပြီးတော့အလုပ်ပြောင်းတဲ့အထီးကိုဖြစ်လာနိုင်တယ်။အဲ့တော့ဒီလိုမျိုးတွေမဖြစ်လာအောင်ကိုယ့်စိတ်ကျန်းမာရေးနဲ့ confidence တွေမပြောက်အောင်ဝန်ထမ်းကိုယ်လုံးဝမဲ့ကိစ္စတွေကိုဆက်ပြီးတော့အောင်မြင်မြင်လှုပ်ဆောင်နိုင်အောင်ဘယ်လိုလုပ်သင့်ပါလဲ။ကိုယ့်ရဲ့ performance ကိုလုံးဖို့ကင်ဘက်တွေနဲ့ ။နောက်တခြားယာတူးကြီးသူတွေကိုပါတိအောင်လောက်ရမယ်။နောက် အောင်မြင်ထားတဲ့အရာတွေကို record လေးတင်စာလုပ်တင်တယ်နော်။နောက်တစ်ခုကခေါင်းဆောင်ရဲ့ role ကိုထင်ရှားအောင်သူကခေါ်ညွှန်းပြီးတော့ကိုယ့်ရဲ့ performance ကိုမိမောင်းထိုးပြတင်တယ်နော်။ဘယ်လိုမျိုးလဲဆိုရင်ဥပမာအကျေးဇူးတင်ပါတယ်ဆရာ။ဆရာရဲ့လမ်းညွှန်မှုတွေနဲ့ကျွန်တော်ဒီ project ကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တာပါဆရာ။နော်ဒီလိုမျိုးလေးဒါသူ့ရဲ့ role ကိုထင်ရှားအောင်မိမောင်းထိုးပြပြီ။ နော် performance မီမောင်းထိုးပြတင်တယ်ဟုတ်အဲ့တော့ကျမတို့အပေါ်မှာပြောခဲ့တာတွေကိုအနှစ်ချိုးရမယ်ဆိုတော့ဒီလိုကောင်းဆောင်မျိုးတွေဟာဆက်ဆံရခတ်ပါတယ်ဒါပေမဲ့လည်းမှန်ကန်တဲ့ approach နဲ့ချီးကပ်မယ်ဆိုရင်တော့သူတို့နဲ့အဆင်ပြေပြေနေလို့ရတယ်လို့ကိုယ့်ရဲ့ boundless ဆက်ဆံရေး skill interpersonal skill စီပါတက်လာနိုင်ပါတယ် ဒီလိုကောင်းဆောင်ရဲ့တန်ကိုတယောက်တည်းရင်ဆိုင်နေရတာဖြစ်နိုင်ရင်ကိုယ့်ရဲ့ team အလိုက်အတူတူပူးပေါင်းပြီးတော့ချီးကပ်ထားပို့ပြီးတော့ထိရောက်ပါတယ်။ဒါကြောင့်တစ်ခါတရံတယောက်တည်းဆွေးနွေးလို့မရရင် challenge တွေကိုစုဆောင်ပြီးဖွဲ့လိုက်သွားရအောင်ဆွေးနွေးတင်ပါတယ်။နိုင်ငံတကာပညာရှင်တယောက်ပြောခဲ့မှသားစရာစကားတစ်ခုရှိပါတယ်။ It's not about what happens, it about how we react. လောကကြီးမှာဘာတွေဖြစ်နေလဲဆိုတာကို focus မလုပ်ဘဲနဲ့ဘယ်လိုတုံ့ပြန်မလဲဆိုတာကို focus လုပ်ပါလို့ပြောချင်တဲ့သဘောပါ။ ကဲအဲ့တော့နားထောင်နေကြတဲ့သူတွေရောဒီလိုမန်နေဂျာတွေကိုရင်ဆိုင်နေကြရတဲ့အချိန်မှာဘယ်လိုတွေတွေ့ကြုံနေကြရလဲကွန်မန့်မှာပြောပြခဲ့ကြပါအောင်။ Okay ပါနောက် podcast မှာပြန်တွေ့ကြပါမယ်။